ခံထိုးတာကမြင့်ခုံထိုးတာနဲ့တော့မတူပါဘူး။နှခမ်းကအသားနုရာဖြစ်တဲ့အတွက်ကြောင့်မလို့ရှောင်းရအချက်ကလေးတွေတော့ရှိပါတယ်နော်။နှခမ်းဆဆထိုးတဲ့အနေထားဆိုရင်အပူဆက်အမဲတာဘီယာပင်လင်စာအဲ့ဒါလေးတွေကိုတစ်ပတ်တစ်တိလောက်ရှောင်းပေးရပါမယ်။နှခမ်းနာဆဆကွာတဲ့အနေထားဆိုရင်နော်နှခမ်းနာကွာပြီးတော့အသားနုနေတဲ့အခါလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအစားတောက်ပိုင်းဆိုင်ရာလေးကိုတခြားလေးကယူဆိုင်ပေးရပါမယ်။နှခမ်းဆဆထိုးတဲ့အနေထားမှာဆိုရင်တော့နှခမ်းညီဆိုတာမျိုးရင်းနေတတ်ပါတယ်။အနက်ဖေးစကွာကားစားဆိုရင်အယောင်လေးမရှိနေသေးပါဘူး။ တလကျော်နှစ်လဝင်ကျင်လောက်မှအယောင်တက်မှာဖြစ်ပါတယ်။နှက်ခမ်းထိုးတယ်ဆိုတာကနှက်ခမ်းညီဆိုတာလိုမျိုးရင်ရင်မရပါဘူးเนาะ။ကိုယ့်ရေပင်ကူနှက်ခမ်းနာသွေးအားကောင်းပြီးတော့ရင်းနေတဲ့လောက်ပဲရပါမယ်ရှင်။